မင်္ဂလာပါမန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆနယ်အသင်းတို့ရဲ့ပွဲအကြောင်းကိုအနည်းချုပ်ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲတွေဟာအမြဲတမ်းပွဲကောင်းပွဲချက်တွေဖြစ်လေရှိတယ်။ဒါပေမဲ့ဒီရာသီ ခုပွဲမှာတော့နည်းနည်းလေးလေးမတူညီတဲ့နောက်ကျောင်းခံအကြောင်းရင်းလေးရှိပါတယ်။တသင်းကချန်ပီယံဆုအတွက်အသက်ငွေငွေရှိသေးတယ်။တသင်းကလည်းတန်းစင်းစုံကနေလွတ်အောင်ရုံးဖို့ရှိသေးတယ်ဆိုပေမဲ့ဒါကဖြစ်တန်ဆွမ်းတွေအရာပါပဲ။တကယ်လက်တွေ့မှာတော့ဖြစ်လာနိုင်ကြီးအလွန်နည်းတဲ့အခြေအနေနှစ်ရက်မှာရှိပါတယ်။မန်ယူသင်းကလည်းတန်းစင်းစုံနဲ့နီးကပ်နေတယ်ဆိုပေမဲ့တကယ်ဒီ relegation zone တွေကိုရောက်ပြီးတော့ဒုက္ခရောက်သွားဖို့အတွက်အသိအခြေအနေမရှိသလို Arsenal သင်းကလည်းသင်ချာနီးအရာဖြစ်နိုင်သေးတယ်ဆိုပေမဲ့ Liverpool နဲ့ကတော်တော်လေးအလန်း ကွာဝေးနေခဲ့ပြီဖြစ်ပါတယ်ဒီတော့ဒီနှစ်သင်းစလုံးကလောလောဆယ်မှာကိုစီဥရောပဖလားပွဲတွေကိုအာယုံစိုက်ထားကြတယ်ဒါပေမဲ့လည်းမဟာပြိုင်ဘက်တွေ ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကိုတော့အနိုင်ရဖို့ကိုစီစူးစမ်းခဲ့ကြတာကိုတွေ့ရပါတယ်အထူးသဖြင့်အာစနယ်အသင်းဟာပွဲစကတည်းကဖိကစားပြီးတော့ဂိုးတွေသွင်းနိုင်မှုစူးစမ်းခဲ့တယ်စစ်စတမက်တစ်ပလေးကအလုပ်ဖြစ်ခဲ့ပြီးတော့ chance တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ် ဒါပေမဲ့ Arsenal အသင်းအဓိကပြဿနာတက်နေတာကတော့ fire power ကိုသွင်းနိုင်စွမ်းပါပဲဒီအကြောင်းကိုပွဲချိန်အတွင်းမှာသတင်းကြေညာတဲ့ပွဲသုံးသက်သူတွေကလည်းတောက်လျှောက်ထောက်ပြခဲ့ပါတယ် Arsenal ဟာ Mikel Merino အခွင့်ရေးရတယ် Trossard အခွင့်ရေးရတယ် Odegaard လည်းအခွင့်ရေးရတယ်ပထမပိုင်းတစ်ပိုင်းထဲမှာတဲ့ဘောလုံးပေးပို့မှုကအပြတ်အသတ်ကိုပို့ပြီးတော့များနေခဲ့တာပါ United အသင်းထက်နှစ်ဆကျော်လောက်ထိကို Arsenal တို့ဟာ ပန်စင်တွေပုံများပြီးတော့အခွင့်အရေးကိုစောင့်နေခဲ့တယ်။ရာသင်းရထိုက်တဲ့အခွင့်အရေးလေးတွေလည်း Arsenal တင်ရခဲ့ပါတယ်။ဒါပေမဲ့ဒီအခြေအနေကနေကြော်တက်ပြီးတော့ဂိုးရအောင်တွင်းနိုင်မှုကတော့ Arsenal အသင်းဒီပွဲမှာမှမဟုတ်ဘူးပွဲတိုင်းမှာလိုအပ်နေခဲ့တဲ့ကိစ္စဖြစ်တယ်။အဲဒီပြဿနာကြောင့်ပဲ Arsenal အသင်းဟာပွဲတော်များများမှာအမှတ်တွေဆုံးရှုံးခဲ့ရတယ်၊နိုင်ပွဲတွေကိုလက်လွတ်ခဲ့ရတယ်။ဒီနေ့ပွဲမှာလည်းဒီတိုင်းမှာပဲ team play ကနေရလာတဲ့အခွင့်အရေးတွေကိုသာ အကောင်းဆုံးအသုံးချနိုင်ခဲ့မယ်ဆိုလို့ရှိရင် Manchester United အသင်းကိုသူ့မြေသူ့ကွင်းမှာနိုင်ဖို့အတွက် Arsenal အသင်းခွင့်ရရှိခဲ့ပါတယ်။ဒါကတော့ Arsenal အသင်းဘက်ခြမ်းအောင်ပြောတာပါ။သူတို့အနေနဲ့တပွဲလုံးမှာကိုသွင်းမှုအလုပ်ကိုကောင်းကောင်းလုပ်နိုင်ခဲ့လို့ရှိရင်ဒီနေ့ပွဲသည်တမျိုးတဖုံရလက်တွေပြောင်းလဲသွားနိုင်ပါတယ်။ Manchester United အသင်းဘက်ကိုလှည့်လိုက်ကြအောင်။ Arsenal အသင်းကနိုင်ရဖို့အခွင့်အလမ်းရှိခဲ့တယ်လို့ပြောရင်ဂိုးတွေရသွားဖို့အတွက်အခွင့်အရေးပိုပြီးကြီးကြီးမားမားရခဲ့တာက Manchester United လို့တော့ပြောလို့ရပါတယ်။လူစားဝယ်နဲ့တိုက်စစ်မှု Rasmus Hojlund ကနှစ်ကြိမ်လောက် ပိုင်အခွင့်အရေးတွေကိုမဖြုံးခဲ့ဘူးဆိုလို့ရှိရင်ဂိုးစီလိုင်းဘောကနေပြီးတော့ David Raya လက်စွမ်းပြပြီးတော့မပုတ်ထုတ်သွားနိုင်ခဲ့ဘူးဆိုလို့ရှိရင်ဒီနေ့ပွဲက Manchester United အတွက်တောင်ဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးကိုရဖို့နီးစပ်တဲ့အခွင့်အရေးတွေက United တို့ရဲ့ template ကနေရခဲ့တာဆိုတာမျိုးထက် Arsenal အသင်းရဲ့ beat up လုပ်တာကနေဘောလုံးပြတ်တာတွေ Arsenal အသင်းနောက်ခံလူတွေတိုက်စစ်ကိုအယံမဲပြီးတော့နောက်တန်းနဲ့ကွင်းလယ်မှာဖီအိုဖီရဲ့ကစားကွက်တွေပြတ်သွားတာတွေအင်မြန်နဲ့ counter ကနေ မန်ယူသင်းကအခွင့်အရေးအမိအရအသုံးချနိုင်ခဲ့တာတွေဒီလိုတွေများပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအတွက်လည်းတကယ်ကိုနှမျောဖို့ကောင်းပါတယ်ကစားကွက်အရာအာစနယ်ရဲ့အနောက်မှာလိုက်ပြီးစီးမျောနေခဲ့တယ်ဆိုပေမဲ့အာစနယ်ဟန်ချက်တစ်ချက်ပြတ်သွားတာနဲ့ထိုးနှက်ဖို့သူတို့တွေအသင်းရှိနေခဲ့တယ်ဂိုးလည်းတကယ်ကိုရသွားတဲ့တယ်ဒါပေမဲ့လည်း finishing ညံ့ခဲ့တာကတကြောင်အာစနယ်ရဲ့နောက်ခံလူနဲ့ကိုသမားတွေအသေးအံဖြတ်ထုတ်နိုင်တာကတကြောင်ကြောင့် United တို့ ကံတော့မကောင်းခဲ့ဘူးပြောရမယ်။အငင်းပွားပွဲအချက်လေးတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ Bruno Fernandes ရဲ့ free kick မှာ Walker ဘိုးအတွက်အကွာအဝေးကပုံမှန်ထက်နည်းနည်းလေးပိုပြီးတော့ဝေးနေခဲ့တယ်လို့ပြောရမယ်။ဒီအချက်ကိုပွဲအပြီးမှာ Eriksen ကလည်း ပြုံးပြီးတော့သူဝင်ခံသွားခဲ့တယ်ပေါ့နော်သူတို့အတွက် chance ကောင်းကောင်းတစ်ခုဖြစ်သွားခဲ့တယ် Bruno Fernandes ရဲ့ free kick ကတကယ်ကို outstanding ဖြစ်တဲ့ကိုပါတစ်ဖက်မှာလည်း Walker ရဲ့အကွာဝေးကသူ့ကိုပို့ပြီးတော့အထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ချုပ်မီပြောရရင်တော့ကစားကွက်ကောင်းကောင်းတဲပွဲကိုလွှမ်းမိုးနိုင်ပြီးတော့ fire power မရှိအခွင့်အရေးကိုအသုံးချနိုင်စွမ်းမရှိခဲ့တဲ့အသင်းရဲ့ကစားကွက်အရာနောက်ကနေလိုက်ပြီးစီမျောခဲ့ရပေမဲ့အခွင့်အရေးကိုအမိအရအသုံးချပြီးတော့ moment တွေကိုဘိုးဖြစ်ပြောင်းလဲနိုင်တဲ့အသင်းရဲ့တွေးခဲ့ကြတဲ့ပွဲပါပဲ Arsenal ဘက်က ပွဲကိုစီမိုးထားနိုင်ရက်နဲ့ဂိုးမရလို့ဒီပွဲပေါ်မှာနှမျောရတယ်ဆိုလို့ရှိရင် United ကလည်းဂိုးစီးပေါ်ရောက်နေတဲ့အထိသူတို့တိုက်စစ်ဆင်နိုင်ခဲ့ပြီးတော့ဂိုးမရနိုင်ခဲ့တဲ့အတွက်ကြောင့်နိုင်ပွဲကိုလက်လွတ်ခဲ့ရတဲ့ပွဲပါပဲ။ပွဲကတော့တူနီတူဟန်နဲ့မျှနေတယ်လို့ပြောရပါလိမ့်မယ်။ဒီနေ့ပွဲမှာ Manchester United အတွက်အားတက်စရာကောင်းတာကတော့လူငယ်လေး Aiden Heaven ဖြစ်ပါတယ်။ heaven က arsenal ကနေပြီးတော့ pound 1.5သန်းနဲ့အပြောင်းရွှေ့ရာသီဒီဆောင်းရာသီအပြောင်းရွှေ့ရာသီမှာရောက်လာခဲ့တယ်ဒီနေ့ပွဲမှာ လန်နီယူရိုနာဝတဲ့အတွက်ကြောင့်သူကဝင်ပြီးကစားခဲ့တယ်။တကယ်ပဲကောင်းတဲ့ impact တွေကိုပြနိုင်ခဲ့တယ်။စိတ်သက်မကျော်မှုကစားအားပြီးတော့အသင်းအပေါ်အထောက်ပံ့ပေးဖို့ကြိုးစားမှုပေါ့လေ။ဒါတွေအကုန်လုံးကတော့အားရစရာကောင်းခဲ့တဲ့အတွက်ကြောင့်ပရိသတ်တွေကတော့တော်တော်လေးသဘောကျနေခဲ့တယ်။အာဆင်နယ်အသင်းဘက်ကလူငယ်လေးအီသန်ဝန်နူရီကတော့ဒီနေ့ပွဲမှာ Manchester United အသင်းရဲ့ဝိုင်းရဲ့နောက်ခံလူဒါလော့ကိုကျော်ဖြတ်ပြီးတော့ chance တွေဖန်တီးပေးဖို့အတွက်အခက်အခဲဖြစ်နေခဲ့တယ်။ အာစနယ်အသင်းဖိကစားတဲ့ chance တွေလည်းရတဲ့တလို့ရတယ်ဒါပေမဲ့ဂိုးမရတဲ့အကြောင်းအရင်းတွေထဲမှာ Trossard McLemarino တို့ရဲ့ကန်သွင်းချက်တွေက shot မဖြစ်တာကတကြောင်း Odigat ရဲ့ decision တချို့ဟာတစ်ဖက်အသင်းနောက်ခံလူတွေရောက်သွားတဲ့အချိန်ကြလို့ရှင်နည်းနည်းလေးတုံဆိုင်တယ်လို့ဖြစ်ပြီးတော့အကောင်းဆုံးအခြေအနေတရက်ကိုသူမလုံနိုင်ခဲ့တာလေးတွေရှိပါတယ်။ဒါကြောင့်မို့လို့ Arsenal အသင်းဟာဖိရက်နဲ့ကိုမရခဲ့တာဖြစ်တယ်။ Arsenal အသင်းဘက်မှာလုံးဝချီးကျူးရမှာကတော့ Declan Rice ပဲ။ Rice ဟာအသင်းကိုရှုံးမဲ့အရေးကနေကာကွယ်ပေးနိုင်ခဲ့တယ်လို့ခြေပါကိုကိုလည်းလှလှပပသွင်းပေးနိုင်ခဲ့တယ်။သူ့ရဲ့ခြေပါကိုမှာတော့ Odigard, Jurian Tema ပြီးတော့ Rice ပေါ့နော်သူတို့၃ယောက်ကတွဲလုံးကနေရသွားတဲ့ကိုဖြစ်တယ်။ကြည့်လို့လည်းတော်တော်လှပါတယ်။အဲဒီနောက်မှာ Arsenal သင်းထပ်ပြီးတော့အနိုင်ကိုရတော့မယ်လို့ထင်ရတဲ့အခိုက်အတန့်တွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ဒီဗီဒီယိုတစ်လျှောက်မှာကျွန်တော်ပြောခဲ့သလိုပဲ Arsenal အသင်းရဲ့ဒီနေ့ပွဲပြဿနာသို့မဟုတ်တောက်လျှောက်ကြုံနေခဲ့ရတဲ့ပြဿနာသည် fire power မလုံလောက်မှုပဲဖြစ်တယ်။ဒီပွဲမတိုင်ခင် PSV အသင်းကို9-6အသွင်းပြီးတော့အပြတ်အသတ်အနိုင်ယူထားတဲ့အတွက်ကြောင့်အဲ့ဒီ momentum တစ်ခုကိုအခု Manchester United အသင်းနဲ့ပွဲမှာလည်းဆက်ပြီးတော့ carry လောက်လာနိုင်လိမ့်မယ်လို့အားလုံးကယူဆခဲ့တယ်။ Arsenal အသင်းဟာလည်းပွဲစကြတဲ့က ကိုရဖို့အတွက်တောက်လျှောက်ဖိပြီးကစားခဲ့ရဆိုပေမဲ့ United အသင်းရဲ့ခံစစ်ကစားပုံကြောင့်သူတို့တွေတိုးမပေါက်ခဲ့ဘူးပွဲပြီးမှလည်း Rice ကပြောတယ်ဒီ low block အနေအထားကိုဖောက်ဖို့ဆိုတာကတခါတလေမှတပွဲလုံးစ조사ရတယ်ပေါ့လေသူတို့အသင်းမလုံနိုင်ခဲ့ဘူးဆိုတော့ဝန်ခံပြောကြခဲ့တယ်ကျွန်တော်မြင်တော့ဒီ low block က Manchester United အသင်းစီစဉ်ထားခဲ့တာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ Arsenal အသင်းရဲ့ အားကောင်းတဲ့ကွင်းလယ်ကိုထိန်းချုပ်ဖို့တော့ mid block ဆန်ဆန်အခင်းချင်းမျိုးကိုအမိုရင်ကကြိုတင်ပြီးပြင်ဆင်ထားခဲ့တယ်။အဲ့ဒီပြင်ဆင်မှုမှာအာစနယ်ဟာပတ်စင်တွေကိုအချိန်အရန်ယူလွန်အားကြီးတယ်။ဒီလိုမျိုးအရန်ယူလွန်အားကြီးတဲ့အခါမှာသူတို့နဲ့အတူလိုက်ရွေ့ရှားပြီးတော့ Manchester United ရဲ့ကွင်းလယ်နဲ့နောက်တန်းကလည်း block လုတ်ထားတဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်။ဒီတော့ intentionally အရ block လုတ်ခဲ့တာမဟုတ်ပေမဲ့ပွဲကစားတဲ့အချိန်မှာတော့နောက်တန်းအစုအဖွဲ့သည် အာစနယ်ကိုစုပြုံပြီးပိတ်ခဲ့တဲ့ပုံစံမျိုးဖြစ်သွားတယ်။ပရိသတ်တချို့ကတော့အာစနယ်ဟာ block တွေကိုဖြီးဖို့မလုံနိုင်ခဲ့ဘူးလို့ပြောတယ်။ကျွန်တော်အမြင်တော့အဲ့ဒီလိုမျိုးမရှိဘူး။အာစနယ်ဟာ block တွေရှိတဲ့ဂျားတဲကနေမဲ့ဂိုးသွင်းခွင့်တွေတော့အများကြီးဖန်တီးနိုင်ခဲ့တာပဲ။ဒါပေမဲ့အဲ့ဒီဂိုးသွင်းခွင့်တွေကိုဂိုးအဖြစ်ပြောင်းလဲတဲ့ ability တစ်ခုမှ သူတို့ကအားနည်းနေကြတာပါဒီ ability ကိုသာမြင့်တင်နိုင်ခဲ့မယ်ကစားသမားတွေရောက်လာတာပဲဖြစ်ဖြစ်ဒီရှိတဲ့ player တွေကရှက်ဖြစ်အောင်ပို့ပြီးလုပ်နိုင်တာပဲဖြစ်ဖြစ်တခုခုစွမ်းဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ Arsenal အသင်းနဲ့ goal တွေနဲ့ကပြန်ပြီးတော့လမိုင်းကတ်လာမှာပါဒါပေမဲ့အဲ့ဒီပွဲကမနေ့ကပွဲတော့မဟုတ်ခဲ့ဘူး Manchester United သာကန်လီနဲ့နဲ့ပိုကောင်းခဲ့ရင်ဒါမှမဟုတ် Raya ရဲ့ goal စီးပွားပုတ်တာတွေ Rice ရဲ့နောက်ကနေဖြတ်ထုတ်တာတွေမှာသာအားနည်းချက်နည်းနည်းလေးရှိခဲ့မယ်ဆိုလို့ရှိရင်မနေ့ညပွဲသည် Old Trafford မှာ Manchester United အတွက်တော့ဖြစ် ွားနိုင်မှသိတယ်ဆိုတော့အာဆင်နယ်ဘက်ကပဲကြီးကြီးမန်ချက်စတာယူနိုက်တက်ဘက်ကပဲကြီးကြီးအာနေဂျာအာတာဂျက်တွေရှိနေခဲ့တယ်တေပွဲသည် သူ့အကြောင်းနဲ့သူမျှတာတဲ့အနေအထားလို့တော့ပြောလို့ရပါတယ်ကိုယ့်ရဲ့အမြင်လေးတွေကိုလည်း share သွားနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ